င်္ဂလာတင်းနေမြေလာနေရနေပေါ့ Breaking you President Putin uh, with this attack by Ukraine ဒီနေ့ Ukraine ရဲ့တိုက်ခိုက်မှုကတဲ့ they have signed their own death warrant သူကလက်မှတ်ထိုးလိုက်တာပါပဲတဲ့ their own death warrant ဆိုတာကိုယ်တိုင်ကိုလက်မှတ်ထိုးလိုက်တာပဲကိုယ်တိုင်ကိုဒူးတယ်ပေါ့သူပြောတာပေါ့ they will be uh, there will be no more red lines ပေါ့ red lines ဆိုတာမရှိတော့နေရာမြေမရှိတော့ဘူးကန့်တဲ့ချက်မရှိတော့ဘူးတဲ့ they will regret this action ဒီလောက်ရကြောင့် regret ဆိုတာသူတို့နောက်နှားရောက်လိုက်မယ်ဆိုတာပြောတယ်ဗျဒါကတော့ဒီဂျိုဂျိုဒုကောင်းကင်ဂျိုဒုရဲ့တပ်ပုံလေးပေါ့ကိုကပါတရင်တပ်ပုံကိုကလေးပေါ့နော်ဒါကတော့သူတို့လက်ရှိတည်ရင်ကွင်းပေါ့နော်ဒီမဟာဗျူဟာမြောက်ဒီလေရင်လေးပေါ့လေရင်လေးဒီထိခိုက်ခံရတယ်ဆိုတော့တွေ့တွေ့တွေ့ရှိချက်ပေါ့ အော်ဒီအထက်ပေါ်ပြပါကိုကကြက်မှာတော့ Russia has began targeting Ukraine's capital Kiev ။အော် Russia တို့ကလည်းစတင်ပြီးတော့ဒီ target လုံဆောင်နေပြီပေါ့ Ukraine's မျိုးတော်ကိုအဓိကထားနေပြီ Kiev along with other regions ပေါ့တခြားဒေသတွေလည်းပါဝင်နေ using uh, is counter ballistic missile ပေါ့သူတို့တုံးပြူရွေးပေါ့ဒီ ballistic missile ကိုတုံးပြူလေးတုံးပြူလေးရပေါ့ ဒါကိုသူက target ထားနေပြီတဲ့ all nato countries are now on high alert ဆိုတော့ဒီ countries တွေအားလုံး ਨੇ ဒီ high alert ဆိုတော့ဒီတတိပေးခေါလောင်းတန်တွေကဒီမြန်မာနေပြီပေါ့သူတို့လည်း ready လုပ်ထားတယ် Russia is also likely to target drone suppliers ပေါ့ Russia ကလည်းအချိန်မှာဖြစ်ပေါ်ရတယ် also likely to target drone suppliers ပေါ့ don't trouble နိုင်ငံတွေကိုလည်းသူက target ထားရတယ်လို့ပြောတယ် uh, breaking news the desert မှာပဲ Putin's bombers wiped out ရာဒီနေရာမှာတော့ဒီ bombers တွေက wipe out လောက်တာမဟုတ်ဘူး wipe out လောက်ချင်းခံရတော့ bomber ပေါ့ရှင်းလင်းချင်းခံရတဲ့ bomber and Ukraine drone blitz ပေါ့ Ukraine အုပ်စုလိုက်အတိုက်ခိုက်မှုပေါ့ as blitz ဆိုတော့အုပ်စုအုပ်စုနဲ့တိုက်ခိုက်တာဒီ as Russia demand through အစိုးရတော့ဒီ demand လောက်တယ်ဆိုတာကဒီလိုအပ်တဲ့တောင်းဆိုတဲ့ nuclear retaliation ပေါ့ nuclear နဲ့လက်တုပ်ပြန်မှုဆိုအထူးပြောဆိုလာတယ်တွေ့ရတယ်ပေါ့ Ukraine has launched one of the its more uh audacious ဆိုတာကဒီဒီအတင်းရဲလွန်အရဲလွန်ဆုံး attacks of the war ပေါ့ဒီစစ်ပွဲမှာဒါချီကျူးခံရတာ using a swarm of kamikaze drones တွေကိုအသုံးပြုတယ်ပေါ့ and least uh to appeal lot are from the bags or trucks but yeah. so i drones which were and leak straga dia which were ဖြုတ်တာမဟုတ်နားလဲရမလွယ်ဘူးဆိုတော့ bags or trucks or truck ကရဲ့အနောက်နောက်ကနေပြီးတော့ဒီပြစ်လွတ်လိုက်တာပေါ့ and least လွတ်လိုက်တော့ kamikaze ရဲ့ swan ဒီအုပ်စုလိုက်အသုံးပြုပြီးတော့ဒီ audacious attack ကို launch လုပ်